1998ခုနှစ်နိုဝင်ဘာလ9ရက်နေ့ယနေ့လိုနေ့မျိုးတွင် Intel Company သည်ကွန်ပျူတာလောကကို တော်လန်ပြောင်းလဲစေခဲ့သော chip တစ်ခုတည်းပေါ်ရှိကွန်ပျူတာ CPU ကိုပထမဆုံးအကြိမ်စီးပွားထိထုတ်ဝေခဲ့သည်ထိုသမိုင်းဝင် chip ၏အမည်မှာအဘယ်နည်း A Intel 8086 B Intel 4004 C Pentium D ZX0 အပြည့်အမှန်မှာ B Intel 4004ဖြစ်သည်ထုံကူရ92ခုနှစ်နိုဝင်ဘာလ15ရက်နေ့တွင် Intel မှာ E chip ကိုစတင်မိတ်ဆက်ခဲ့သည်၎င်းသည်ကမ္ဘာပထမဆုံး single chip microprocessor CPU တစ်ခုလုံးကို chip ရငယ်တစ်ခုတည်းပေါ် တင်ထားခြင်းဖြစ်ပြီးစီးဝါဖြည့်ရောင်းချနိုင်ခဲ့သည် E4004 chip ၏တီထွင်မှုသည်တခုရဲ့တုံးကွန်ပျူတာများ PC ကကနန်းတွက်ဆက်များနှင့်ယနေ့ခေတ် electronic PC အလုံးဖြစ်ပေါ်လာစေရန် Lamkin Bay ကတော့တမိုင်းဝင်တီထွင်မှုတစ်ခုဖြစ်သည်